အမေရိကန်နဲ့အခြားနိုင်ငံများအကြားသဘောတူညီမှုများတရုတ်စားခြင်းတရုတ်ကိုပြည့်ရဲပြုပြီးတခြားနိုင်ငံတွေအမေရိကန်နဲ့ကုန်သွယ်ရေးသဘောတူညီချက်ယူမဲ့ကိစ္စကိုပြင်းပြင်းထန်ထန်ကကွက်တယ်လို့တရုတ်ဘက်က AP လ23ရက်မှာပြောကြားလာတာကို CAM သတင်းမှာဖော်ပြထားပါတယ်။ထရန့်အစိုးရကအမေရိကန်ရဲ့အခွင့်အရေးခွင့်ရချင်ရင်တရုတ်နဲ့ကုန်သွယ်နေတာကိုကတ်သက်ရမယ်ဆိုပြီးတခြားနိုင်ငံတွေကိုဖိအားပေးဖို့ပြင်ဆင်လာတာကြောင့်ဒီလိုသဘောတူညီချက်ယူမဲ့ဘယ်နိုင်ငံမှမစို့ ပြန်လည်တုတ်ပြန်တာတွေခံရမှာဖြစ်ကြောင်းတရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်အမေရိကန်ကစီးပွားရေးပြိုင်ဘက်ဖြစ်တဲ့တရုတ်နဲ့ကုန်သွယ်ရေးစစ်ပွဲအကြီးအကျယ်ဆင်နွှဲနေသလိုအခုအခါမှာနိုင်ငံတော်တော်များများကအခုနှုံထားသက်သာစေဖို့အမေရိကန်နဲ့ညှိနှိုင်းဆွေးနွေးမှုတွေလှုပ်ဆောင်နေတာဖြစ်ပါနေ။တရုတ်ရဲ့ဂျိုစီဖွားကိုထိခိုက်စေမဲ့သဘောတူညီချက်မျိုးယူတာကိုတရုတ်ဘက်ကပြင်းပြင်းထန်ထန်ကောက်ွက်ပြီးဒီလိုအခြေအနေဖြစ်လာခဲ့ရင် တရုတ်ဘက်ကလုံးဝလက်ခံမှာမဟုတ်ဘဲပြန်လည်လက်ထုတ်ပြန်မှုတွေလှုံ့ဆော်သွားမယ်လို့ပြောရင်းဆိုခွင့်ရှိသူတို့ကပြောကြားသွားခဲ့ပါတယ်။တရုတ်ကကိုပါအခွေရေးတွေနဲ့အကျိုးစီးပွားတွေကိုကာကွယ်သွားမှာဖြစ်တယ်လို့ကာကွယ်နိုင်စွမ်းလည်းရှိတယ်လို့ဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။